မများတော့မသိဘူးကျွန်တော်တော့ဒီမှာတိုက်ပေါ်ကနေပြီးရုံပေါ်ကနေပြီးတော့ကျွန်တော်အောက်ကိုဆင်းပြေးလာတယ်ဒီတစ်ခေါက်လှုပ်တဲ့ငလင်ကတော့ဆောက်ရမ်းချမ်းနေပဲပြောရမယ်ကျွန်တော်အသက်ဒီ38နှစ်အတွင်းမှာဒီလိုမျိုးငလင်မျိုးကျွန်တော်တစ်ခါမှကျွန်တော်ပေါ်မှာကျွန်တော်မကြုံဘူးသေးဘူးကျွန်တော်အခုအောက်ဆင်းပြေးလာရပါတော့ကျွန်တော်ရုံကလည်းဒီကိုးလွာမှာဆိုတော့ဗျာ bro ပဲစဉ်းစားကြည့်လိုက်လှုပ်တဲ့လှုပ်ချက်ကြီးကကျုပ်ဆင်းကြီးတကယ်ပြောတာ Oh my god ကျွန်တော်အမှကျွန်တော်ထိုင်တဲ့အခန်းထဲကနေပြီးတော့ကျွန်တော် ကျွန်တော်ရဲ့အဲ့ဟိုကကျွန်တော်ရဲ့ဒီ production director ကိုနဲ့ကျွန်တော်နဲ့ဒီနေ့ခီးထွက်ဖို့တဲ့စကားပြောနေစကားပြောနေနေလွတ်တဲ့ဟာငါခုံကြီးကိုဘယ်သူလာလှုပ်သွားပါလဲပေါ့နော်သိရမလားအဲ့နဲ့အမဟုတ်သူငယ်လင်လှုပ်တာငယ်လင်လှုပ်တာဆိုကျွန်တော်ခံနေရနေပြီးတော့ကျွန်တော်ထွက်လာအထွက်လာပြီးအရှိန်လေရောက်တော့ကျွန်တော်တန်မုတ်တွေညွတ်တာအဲ့ကျွန်တော်ဗုဒ္ဓဘာသာဆိုတန်မုတ်တွေတန်မုတ်တွေကအရှိန်မတက်ဘူးတန်မုတ်တွေ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 အဲ့လိုမျိုးကြီးပါဖြစ်နေအာကျွတ်စင်လှုပ်သွားတာတော့ကျွန်တော်စိတ်ထဲမဲပြီးတမနစ်ဝင်းကျွန်တော်ကြာမယ်အင်အားကတော့ဒါကျွန်တော်ခံမှန်းကြည့်တော့ခုနကနည်းနည်း live ဖက်ကြည့်တာတော့ 9ကြော်9 7.7ကြော်ရလို့တော့တည်ရတယ်စောင်းဝန်းချမ်းရတယ်ဗျာအဲ့တော့ bro တခြားနေရာမှာရောဒါအဆင်ပြေရဲ့လားဒါကျွန်တော်တို့တော့ဒီမှာကြောက်ပြီးရောဒီရုံးပေါ်ကနေပြောရုံးအောက်ကိုဆင်းလာရဲ့ဒါကျွန်တော်တယောက်တည်းမဟုတ်ဘောเนาะတခြားဒီကျွန်တော်ဒီတခြားရုံးကလူတွေပါအကုန်လုံးဆင်းပြေးလာကြတော့တွေ့ရအဲ့တော့တခြားနေရာဒေသတွေမှာရောအဆင်ပြေကြရဲ့လားအာအဲ့လေကျွန်တော်သိကြပါတယ်အဲ့တော့ bro ရောငါလင်းလှုပ်တာနဲ့ပတ်သက်ပြီးရောဘယ်လိုမျိုး တွေ့ကြုံခံစားလိုက်ရတယ်ဘရိုးဘွားမော်ဒီလိုငလင်မျိုးတွေလှုပ်ခဲ့ဘူးလားဆိုတော့ comment လေးမှာရေးပေးအောင်အာကျွန်တော်ကတော့ကျွတ်စင်ရွာကျွန်တော်ဘွားမှာတကယ်ကျွန်တော်ခုကလမ်းမှာမှာကျွန်တော်ရုံးပေါ်ပြတ်မတက်ရေဆိုမှာရုံးယူဘောဘောကြည့်နေတစ်ခါကျရင်တော့ငလင်ဆိုတဲ့ဘွားတစ်ခါကျရင်အဲ့လိုလှုပ်ပြီးတော့နောက်10 minutes 15 minutes ကျရင်နောက်တစ်ကြောထပ်လိုက်တတ်တယ်အဲ့အဲ့လိုဟာလည်းရှိတယ်ဆိုတော့တကယ်ကျွတ်စင် ပြီးတော့ကျွန်တော်ခုတိရတလောက်ကတော့ကျွန်တော်မြန်မာနိုင်ငံတနိုင်ငံနဲ့နဲ့လှုပ်သွားမဟုတ်ဘူးဘန်ကောက်ယူရီးယားမှာလည်းလှုပ်သွားပြီးတော့တရုတ်ပြည်မှာလည်းလှုပ်သွားတယ်လို့သိရတယ်ဗျာဆိုတော့ပြောမယ်ဆိုရင်တော့ဒီအာရှနိုင်ငံတွေတော်တော်များများပတ်လှုပ်သွားတယ်ဆိုတော့အထိပဲပဲဆိုတော့ကျွတ်စင် Oh my god ပဲဟာအဲ့တော့အဓိကဗာလဲဆိုတော့ကိုနေရတဲ့အချိန်ခဏလေးမှာစိတ်ကောင်းထားတာစိတ်ကိုကောင်းကောင်းထားဘယ်သူမှစောက်ခြင်းမယုံနဲ့ဘယ်သူနောက်ကျောမှာဓာတ်နဲ့မထိုးနဲ့မယုံပါနဲ့ဖျားတရားများများလုံးเนาะ ာကျွန်တော်ဒီငလီရင်ကြီးနဲ့ပတ်သက်ပြီးတော်တော်တန်ဝင်ကြရပါတယ်ရိုးလည်းယူဆိုင်ကြအောင်ဗျာဖိုင်နေ